intermediate level ဒါရောက်သွားတယ်ဒါပေမဲ့အခုထိမားနေတဲ့အမား၃ခုရှိပါတယ်အဲ့ဒီအမားတွေကအရင်ခက်တဲ့ဟာတွေမဟုတ်ဘူးတတိတော်လေးတွေပေါ့နော်ဆိုဘာမားတွေလဲကိုကဒီအမားတွေလုံနေသေးလားအဲ့တော့ဒီဗီဒီယိုအဆုံးထိကြည့်လိုက်ပါ ပထမဆုံးအနေနဲ့တိတ်တော့မထင်ထားတဲ့ကိစ္စပေါ့နော်ဒါ past tense နဲ့ present tense အရင်မှာကြာတောင်းတာရအခု teacher IELTS တွေ train ပေးနေတဲ့တောင်းတာတွေရှိရယ် upper intermediate level uh, some people they are in advanced level အဲ့တော့ past experience တခုကို explain လုပ်ရတဲ့အချိန်မှာတခါတလေလေမားပြီးတော့လေတတိထားနေတဲ့ကြားရတယ်မှာ तू က present tense တွေတုံးတုံးသွားတာဒါပေမဲ့လွန်ခဲ့တဲ့ခကြီးအကြောင်းပြောပြပါဆိုရင် uh, I go there with my friend အဲ့ဒီဟာမျိုးတွေတုံးတဲ့ဟာမျိုးတွေပေါ့နော်ဒါဘလောက် level ပဲမြင့်သွားမြင့်သွားဆက်ပြီးတော့မားနေသေးတယ်အဲ့တော့ကိုယ်တွေပဲမားတာလားမဟုတ်သေးဘူးဒီ native speaker တွေပါ grammar အမားတော့ရှိပါသေးတယ်အနေချင်းမားရင်တော့ကိစ္စမရှိပါဘူးဒါပေမဲ့အများကြီးမားရင်တော့ဒါအာမကောင်းဘောနော်ကိုရောမလားကွန်မန့်မှာတစ်ချက်ဖြည့်ဖြည့်ကြီးပါโอเคနောက်တစ်ခုမှာကတော့တချို့ရောမတခါတတိမားတယ်ဒါနန်စားဘောနော် pronoun တုံးတဲ့ဟာ he she ဟိုယောက်ျားလေးကို she သုံးတာနဲ့ my mom is very beautiful he is so we သုံးနေဟာပြောခုစီမာတည်တယ်အိုဒီဗီဒီယိုကြည့်နေတဲ့ learner အာ intermediate level နဲ့ above တွေလည်းမအောင်မယ် basic လို့ဆိုပုံဆိုပါမို့ he she နဲ့ they နဲ့မားတာတို့ကို့အမိအကြောင်းပြောနေတဲ့ he သုံးတာတို့အဲဒီဟာတွေမားလိရှိပါတယ်ဒါကတော့လူတိုင်းနီးပါးမားဖူးပါတယ်ကိုရီတောင်မှတခါတလေပြောနေရင်လည်းမားပါတယ် အဲ့တော့ကိုတယောက်လည်းမဟုတ်ပါဘူး fighting all right so now to go our pronunciation pronunciation ကလူတိုင်းမားနေဦးမှာပဲဘာလို့လဲဆိုတော့ကိုရီးယား native speaker မဟုတ်ဘူး native speaker အချင်းချင်းမှတော့မှသူတို့အချင်းချင်းအတန်ထွက်တယ်လိုက်ပြီးပြင်ပြင်ပေးနေတဲ့သူတွေရှိတယ်ကွယ်ဒါပေမဲ့အရန်ဟိုတွေ့ဘူးနေကြဝတ်တယ်ဦးပဲကိုရီး pronunciation မားနေတဲ့ဟာရှိရယ်ကိုရီးတော်မှမနစ်ကတော့ဘယ်သတိထားမိရဲ့ဟာတွေပေါ့နော် ဘသူအဆုံးအနေနဲ့အကျွေးဆိုရဲဟာပေါ့နော် DEBT ကိုရေရလေ debt ဆိုပြီးတော့ပါဇက်ကြီးပိတ်ပြီးပြောလေးရှိကြတယ်ဒါပေမဲ့တကယ်တော့သူ့ရဲ့အတန်းထွက် debt debt ဆိုရဲအတန်းထွက်တယ်ပေါ့နော်ဆိုတော့ DET ဆိုရဲအတန်းထွက်တယ်ပြီးလို့ရှိရင်အာနာသိန်းနေဆိုရဲဟာကို COUP အဲ့တော့ coup ဆိုပြီးတော့တန်းထွက်ကြတယ် coup ကိုရလဲမားနေတော့အာနာသိန်းသွားတာအဲ့တော့ coup လို့ပဲတည်ထားတာတခြားလည်းမကြည့်ဖြစ်ဘူးလေကိုယ့်ကကို dictionary ပဲသွားကြည့်ဖို့လေ မကြည့်ဖြစ်ဘူးကိုရဲ့ဆရာပြင်ပေးမှအဲ့ဒါခူးလို့အတန်ထွက်ပေါ့နော်ခူးဆိုပြီးအတန်ထွက်တယ်ဆိုပြီးပြောပြတယ်အဲ့တော့ခုပ်ဆိုတဲ့အတန်ကဘာနဲ့သွားတူလဲဆိုတော့သူကကြက်အိမ်ပေါ့နော်ကြက်အိမ်နဲ့အတန်သွားတူပါတယ်ခုပ်ဆိုရင်တော့ဒါကြက်ကြက်အိမ်ကိုပြောချင်ဖြစ်ပါတယ်အာတန်တိတ်တာမဟုတ်ပါဘူးအပြုလို့ရှိရင်နောက်တစ်ခုကဆိုင်နမှာသွားနေကြဟိုဘောက်ချလေးပေါ့နော်ဒီငွေရှင်းစာတန်းလေးအဲ့ဒါကို receipt ဆိုပြီးတော့ဇက်ပိတ်ပြီးပြောတတ်ကြတယ်အဲ့ဒါတကယ်တမ်းကျတော့သူ့ရဲ့အတန်သူက receipt receipt ဆိုတဲ့အတန်ထွက်တယ်ပေါ့နော်ဒီသွားကို စီထားရတဲ့ဟာပေါ့နော် receipt အဲ့တော့ဒီအချက်တွေမားနေသေးတယ်ဆိုရင်တော့ you're not alone တခါတလေစာတင်နေတဲ့ဆရာမရတော့မားတက်ပါတယ်လူဆိုတာအမားနဲ့မကင်းပါဘူးအဲ့တော့စိတ်အားမငြိပါနဲ့ so that's it that's all for today and i hope you enjoyed this video thank you